ဒီလိုမျိုးတစ်ဖက်ကတိုက်ပင်ဆိုတဲ့အဆက်လေး30ကိုဂျင်တမမနဲ့စောင့်နေရတဲ့အချိန်တွေရှိကြဘူးလားတခါတလေအဲ့ဒီစက္ကန့်ပိုင်းလေးကထာဝရလိုပါပဲဒါပေမဲ့ကုန်းမောင်ခေတုံးကဆိုရင်စက္ကန့်30မဟုတ်ဘဲနဲ့နှစ်နှစ်ထီတောင်ကြာတယ်ဆိုရင်ရောဟုတ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့လောင်မီဒီယာကြီးစီကတဝင်းလောက်တစ်စောင်းအင်္ဂလန်ကိုရောက်ဖို့အတိအကျကြာခဲ့တဲ့အချိန်ပါပဲနှစ်နှစ်ကြာတဲ့ဆက်သွယ်ရေးကနေကမ္ဘာတစ်ဖက်ချမ်းသာလူတွေနဲ့မျက်နှာချင်းဆိုင်စကားပြောနိုင်တဲ့အထိဘလို့ရောက်လာခဲ့ကြလဲ ပြီးတော့အိုးရင်ခေတ်ကနေခုချိန်ထိတည်ရှိလာခဲ့တဲ့အောင်မြင်ခဲ့တဲ့ဆက်သွယ်ရေးစနစ်တွေအကြောင်းလေ့လာကြည့်ကြရအောင်။ဟိုးရင်လူသားတွေကမ္ဘာပေါ်မှာတွာလာနေထိုင်ကြတဲ့ဆက်သွယ်ရေးစနစ်တွေကအရေးပါခဲ့ပါတယ်။တနေရာနဲ့တနေရာတရွာနဲ့တရွာတည်ကျင်တဲ့အချက်တွေသတင်းတွေအတင်းတွေအားလုံးကိုလမ်းကြုံစကားပါတဲ့ဆင်းရနေစခဲ့တယ်လို့ပြောလို့ရပါတယ်။ဥပမာနေဒီတစ်ခေါက်ဟိုဘက်ရွာကိုသွားရင်ဒါလေးပြောပေးပါလားဆိုတာမျိုးပေါ့။ဒါကလူရင်ကြီးမှုစပြီးတိုးတက်လာကြတဲ့ရှိလာခဲ့တဲ့ဆက်သွယ်ရေးပုံစံတွေပါ။ နောက်ပိုင်းစာရေးသားထွန်းကားလာတဲ့အချိန်မှာတော့တစ်ဖက်ကပြောကျင်တဲ့စကားတွေကိုစာရွက်ထဲချရေးပြီးထည့်ပေးလိုက်တဲ့အဆင့်မျိုးတွေပေါ်ပေါက်လာပါတယ်။မြင်သာအောင်ပြောရမယ်ဆိုရင် UNESCO စာရင်းဝင်ခဲ့တဲ့အလောင်းဖျားရဲ့ရွှေပေစာကိုကြည့်လို့ရပါတယ်။ဒီရွှေပေစာကအင်္ဂလန်နိုင်ငံရဲ့ဒုတိယမြောက်ဂျော့ဘရင်စီကိုပို့ပေးလိုက်တဲ့နှစ်နိုင်ငံချစ်ကြည်ငြိမ်းချမ်းရေးသုံးဝင်လွှာမျိုးပါ။အဲ့ဒီအချိန်တုန်းကတနိုင်ငံနဲ့တနိုင်ငံအလဲပတ်သွားဖို့ဆိုတာကကုန်းလန်းနဲ့ရေလန်းရွေးချယ်စရာနှစ်ခုပဲရှိတော့သူ့စီကိုရောက်ဖို့တော့နှစ်နှစ်အချိန်ယူခဲ့ရပါတယ်။အကယ်၍ ဒီဘက်ခေတ်လိုမျိုးအင်တာနက်ဒေတာရှိမယ်ဆိုရင်လောင်းဖျားကိုတိုင်လဲဗီဒီယိုကောနဲ့လန့်ခေါ်မလားဒါမှမဟုတ်ဘရင်ချင်းချင်းဇွန်မီတွေမှာထိုင်ကြမလားစဉ်းစားစရာပဲနော်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆက်သွယ်ဖို့ဆိုအဲ့ဒီအချိန်တုန်းကဆက်သားတွေတန်တမန်တွေကိုပဲအားကိုးခဲ့ရတာမျိုးပေါ့ဟုတ်ရင်ပါရှားရောမအိန္ဒိယနဲ့တရုတ်စတဲ့နိုင်ငံတိုင်းလိုလိုကစာဖို့ခိုစနစ်ကိုကျင့်သုံးကြပါတယ်ပြောရရင်မိုင်600ကျော်လောက်ကိုတောင်ဒီစာဖို့ခိုတွေကသွားနိုင်ကြပါတယ် စာပို့ခိုးတကောင်ဖြစ်လာဖို့အတွက်ဆိုရင်မွေးကလေးကနေသူတို့ကိုလေ့ကျင့်ပေးတဲ့နေရာတွေကရှိခဲ့ကြတယ်။အဲ့ဒီနေရာမှာခိုးရီအတွက်အိမ်လေးတစ်လုံးစောက်ပေးထားကြပြီးအဲ့ဒီမှာပဲသူတို့ရဲ့ငယ်ဘဝကနေအရွယ်ရောက်တဲ့အထိထားကြပါတယ်။ပြီးရင်ပထမဆုံးအိမ်ကိုခက်လန်းလန်းကနေမြင်ရလောက်တဲ့အထိခေါ်သွားမယ်။လှုပ်ပေးလိုက်တဲ့အချိန်မှာသူတို့ကအိမ်စီကိုပဲတန်းတန်းမမတ်ပြန်သွားတတ်ကြပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းချင်းအကွာအဝေးကိုတိုးတိုးလာလိုက်တာမိုင်600ကျော်အိမ်ကိုလုံးဝမျက်စိထဲကနေမမြင်ရတော့တဲ့အချိန်မှာတော့ခိုးရီအတွက်အိမ်ပြန်လန်းကပျောက်မသွားပါဘူး။ ဒီလိုနဲ့ဟိုးရင်ခေတုံးကတမျိုးကနေနောက်တမျိုးကိုဈေးရောင်းဈေးဝယ်လှုပ်တော့မယ်ဆိုရင်စထွက်ကလေးကခိုးတွေကိုတည်သွားပါတော့တယ်ပြီးရင်ဒီတစ်ခေါက်တော့ဘဲကုံကဘဲဈေးပေါက်တယ်လူလဲနေကောင်းကျမ်းပါတယ်အဲ့လိုမျိုးအလွမ်းပြေစာလေးတွေကိုခိုးလေးတွေကနေတဆင့်ပို့ပေးနိုင်တော့အိမ်နဲ့အဆက်အသွယ်မပြတ်တော့ဘူးပေါ့ဒါပေမဲ့စာဖို့ခိုးစနစ်မှာဟာကွက်တစ်ခုတော့ရှိနေပါသေးတယ်အဲ့ဒါက तू ကအိမ်ကိုပဲပြန်တက်တာမျိုးဆိုတော့အိမ်ကသတင်းတွေတော့ကိုပြန်မသိရဘူးလေခိုးရင်းနဲ့ပတ်သက်ပြီးအံဩစရာတစ်ခုကိုပြောပြရရင်ပထမကဘာစစ်အတွင်းတော့ဆို ရှယ်ရာမီလို့ခေါ်တဲ့ခိုလေးတစ်ကောင်ကြောင့်စစ်သား200နီးပါးလောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်တဲ့အဲ့ဒီစစ်သားတွေကရန်သူတွေဝိုင်းထားတဲ့နေရာတစ်ခုမှာပိတ်မိနေကြတာပါသူတို့ကအပြင်ကိုလဲဆက်သွယ်လို့မရရေဒီယိုလိုင်းတွေရာလည်းမကောင်းတဲ့အချိန်မဟာမိတ်တပ်တွေရဲ့အချင်းချင်းဘုံကျဲတာတွေကိုလည်းခံခဲ့ရပါတယ်ဘာလို့ဆိုသူတို့ကသူတို့တပ်ရင်းနဲ့အဆက်အသွယ်ပြတ်နေလို့ပါပဲဒီလိုအချင်းချင်းဘုံကျဲခံရတဲ့ရန်ကနေကင်းအောင်လို့ရှယ်ယာမီကိုလွှတ်လိုက်တော့မှပဲပိတ်မိနေကြတဲ့စစ်သားတွေရဲ့နေရာကိုမဟာမိတ်တပ်တွေကတိခဲ့ရပါတယ် ဒါကခိုးတကောင်ကြောင့်စစ်သား200ကျော်တောင်အသက်ရှင်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါခိုးရီးရဲ့အားနေချက်ကအပြန်တကြောင်းကိုပဲပို့လို့ရတယ်လို့ပြောခဲ့တာမှတ်မိကြတယ်မလားပြောရရင်ခိုးရီးနဲ့စာပို့တဲ့နေရာမှာဆိုစလုံးကြီးကန့်သက်ထားခဲ့ရတယ်တူတူနဲ့လိုရင်းပဲရေးထားလို့ရတယ်ပြီးတော့အိမ်ကိုပဲပို့လို့ရပြီးအိမ်ကပြန်လာမယ်စာမရှိတာမျိုးတွေဖြစ်နေခဲ့တာပါအဲ့ဒီအားနေချက်ကြောင့်ပဲစာလိုက်စနစ်ကိုစတင်ခဲ့တယ်လို့ပြောလို့ရပါတယ်ဒီစနစ်ကဟိုးရင်ကလေးကတဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပေမဲ့ လန်ခီးကြမ်းကြာချိန်တွေကြောင့်တယောက်ပို့လိုက်တဲ့စာအုပ်တယောက်ကတော်တော်ကြာမှရတာပါအများနဲ့စုပြီးမှပဲပို့ပေးကြပါတယ်အဲ့ဒီအချိန်တုန်းကကားတွေပါတွေမရှိတော့မြင်းနဲ့ပဲသွားရတာမျိုးပါအခုချိန်မှာတော့မြင်းစာကားတွေလေရင်တွေပြောင်းသွားပေမဲ့ဒီစနစ်ကရှိနေတော့မှာပဲအမြန်ချောဖို့စနစ်တွေဆိုတာကလည်းဒီစနစ်ကနေပဲစပြီးဖြစ်လာတာပါဒီနေရာမှာတော့မိတ်ဆွေတို့မိကုန်းတစ်ခုထုတ်ချင်တာရှိပါတယ်အဲ့ဒါကအမြန်ချောဖို့စနစ်တွေစပြီးထုံးကားလာတဲ့အချိန်ကဘယ်အချိန်လောက်များဖြစ်မလဲကောမမရေးသွားခဲ့ပါအောင် လူသားတွေကတခစ်ပြီးတခစ်တိုးတက်ပြောင်းလဲလာကြတာကိုတော့ကျွန်တော်တို့အားလုံးသိကြပါဗျ။ဒီထဲမှာနီးပညာရဲ့အစွမ်းကိုကောင်းကောင်းအသုံးချနိုင်တဲ့အချိန်မှာတော့တိုးတက်မှုတွေအများများခဲ့ပါဗျ။ရေနွေးငွေသုံးမီးရထားတွေ၊သောမတ်အက်ဒီဆင်ရဲ့မီးသီးတွေအပြင်စက်သရွေးစနစ်အတွက်ဂျင်းနန်းစာတွေကလည်း1800ခုနှစ်လောက်ကစပေါ်ခဲ့ပါဗျ။ဂျင်းနစနစ်တွေကဘလောက်ထိကောင်းလဲဆိုရင်1866ခုနှစ်မှာပဲဥရောပတိုင်းနဲ့အမေရိကတိုင်းကိုဆက်သွယ်ပေးတဲ့ရေရောက်ကေဘယ်ကြိုးတွေစပေါ်လာပါပြီ။ဒီကြိုးတွေကြောင့်ပဲသတင်းအချက်အလက်တွေ စည်ရေးသတင်းတွေနဲ့ကုသန်းရောင်းဝယ်ရေးတွေအားလုံးအစဉ်ပြေချောင်းဝင်လာခဲ့ပါတယ်ဒီကျင်းတဲ့စနစ်မှာမိတ်ဆွေတို့တည်ထားရမယ့်လူတယောက်တော့ရှိနေပါတယ်အဲ့ဒါကဆမ်မြူအယ်မော့ဆိုတဲ့ဗကြီးစီယာတယောက်ပါပဲသူ့ဘဝကိုတဆယ်ချိုးပြောင်းလဲသွားစေခဲ့တဲ့အဖြစ်အပျက်တစ်ခုတော့ရှိနေပါတယ်အဲ့ဒါကတော့သူချေရတဲ့ဇနီးတွေရတည်ဆုံးမှုပါပဲဒီနေ့မှာဆမ်မြူအယ်မော့ကအလုပ်ကိစ္စနဲ့ခီးထွက်နေတော့သူ့ရဲ့ဇနီးတွေရုတ်တရက်ဆုံးပါသွားခဲ့ပါတယ် ဒီသတင်းစိုးကိုအမြန်ချောဖို့နဲ့သူ့စီကိုပို့ပေးခဲ့ပေမဲ့ဒီစာအုပ်ရတဲ့အချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။သူ့ဇနီးရဲ့နောက်ဆုံးခရီးကိုတောင်သူမမိလိုက်တော့ပါဘူး။ဒီကြေကွဲစရာအဖြစ်ပြက်ကပဲသူ့ကိုအကြီးအကျယ်တုံ့လုံသွားစေခဲ့ပြီးဒီထက်ပိုမြန်တဲ့ဆက်သွယ်ရေးစနစ်တစ်ခုသာရှိရင်ဆိုတဲ့အတွေ့အကြုံဝေဖွာပေးလိုက်ပါတယ်။ဒီလိုနဲ့ပကြီးစရာတယောက်ကနေတီထွင်သူတယောက်ဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အရိယာတစင်ပြည့်စစ်တန်တိုင်းကိုအသုံးချပြီးတရင်အချက်လက်တွေကိုချက်ချင်းပို့နိုင်မဲ့ဂျင်းနန်စနစ်နဲ့မော်စကိုကိုတီထွင်လိုက်ပါတယ် ဒါကတော့ကျွန်တော်တို့အားလုံးသိကြတဲ့မော့စကိုရဲ့စာရုံမှာပေါ်လာတဲ့အချိန်ပါပဲ။ဒီလိုအတန်တွေရဲ့ဆိုလိုရင်းကိုနားလည်ဖို့ဆိုအဲ့ဒီမော့စကိုတွေကိုတေချာသိထားဖို့လိုသေးတော့လူတိုင်းအသုံးမပြုနိုင်ပဲနားလည်တဲ့သူတွေပဲအပြန်လန်စာပို့ရတဲ့သဘောမျိုးဖြစ်နေပါတယ်။ဒီနေရာမှာအလက်ဇန်းဒားဂရိယန်ဘဲဆိုတဲ့ပုံကိုကြီးပေါ်ပေါက်လာခဲ့ပါတယ်။သူ့ကိုတော့တယ်လီဖုန်းကိုစပြီးတီထွင်တဲ့သူအဖြစ်ကျွန်တော်တို့အားလုံးသိကြပါတယ်။ ကမ္ဘာပထမဆုံးတယ်လီဖုန်းကနေဘာစကားများပြောခဲ့မယ်လို့ထင်လဲဟယ်လိုလားဟိုင်းလား तू ပြောခဲ့တဲ့စကားကတော့သူ့ရဲ့လက်ထောက်ဖြစ်သူမစ္စတာဝက်ဆန်ကို Watson come here I want to see ဆိုတဲ့စကားပဲဖြစ်ပါတယ်ဒါဟာကမ္ဘာသမိုင်းမှာလူတစ်ယောက်ရဲ့အတန်ကိုနားနဲ့ဓာတ်ရိုက်ကြရတဲ့ပထမဆုံးအတန်အဖြစ်သမိုင်းတွင်ခဲ့ပါတယ်ဒီတီထွင်မှုရဲ့ကောင်းကျိုးကတော့စာမတက်တဲ့သူတွေမော့စကိုကိုမသိတဲ့သူတွေအတွက်အလွယ်တကူဆက်သွယ်နိုင်ပြီးစကလုံးတွေနဲ့ပိုတဲ့ခံစားချက်တွေလေယူလေသိမ်းတွေကိုပါ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပို့ပေးနိုင်တာပါပဲဒါပေမဲ့အစာပိုင်းမှာတော့ तू ကခြေနှမ်းဖို့တန်ဈေးကြီးတယ်အိမ်တိုင်းလည်းမသုံးနိုင်သေးဘူးပြီးတော့တယ်လီဖုန်းလိုင်းတွေဆင်ဖို့ဆိုအချိန်နဲ့အရင်းအနှီးတွေလည်းအများကြီးလိုခဲ့ပါသေးတယ်မိတ်ဆွေတို့ကိုမေးခွန်းတစ်ခုလောက်မေးပေးရစီအကဲ၍အခုချက်ချင်းပဲကဘာပြက်ကိန်းနဲ့ဂျုံလိုက်ရပြီပြီးတော့အင်တာနက်ကလည်းလုံးဝဆက်သွယ်ပြတ်သွားပြီဒါဆိုဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာကိုသိချင်အားကိုးလို့ရမယ်ပစ္စည်းကဘာများဖြစ်မလဲဟုတ်ပါတယ်အဲ့ဒါလေးကတော့ရေဒီယိုပါပဲ သူကလေလိုင်းထဲကအတန်တွေအားလုံးကိုဖမ်းယူပေးတဲ့ကရိယာလေးတစ်ခုပါတဏျာနဲ့တဏျာဆက်သွယ်ဖို့ဆိုဝါယာကြိုးတွေတတိတန်းကြီးနဲ့ဖြစ်နေတာကိုကြော်လွားနိုင်မှုကြိုးစားရတာကနေရေဒီယိုဆိုတာပေါ်လာခဲ့တာပါသူကလေထဲကနေအတန်လွှင့်နိုင်တဲ့အတွက်သတင်းအချက်အလက်တွေကအိမ်နိုင်ရဲ့ဧကန်းထဲကိုအချိန်နဲ့တပြေးညီရောက်လာပါတော့တယ်ရေဒီယိုတွေရဲ့အားသာချက်တစ်ခုကိုပြောပြပါဆိုရင်တော့လူအများကြီးကိုတစ်ချိန်တည်းမှာပဲသတင်းပေးနိုင်ဖြောပြေမှုတွေပေးနိုင်တာပါပဲပြီးတော့ သင်္ဘောတွေမှာရေဒီယိုတက်ထားတဲ့အတွက်တိုက်တန်းနဲ့သင်္ဘောနစ်မြုပ်တုံးသွားဆိုရင်အရေးပေါ်အကူအညီတောင်းတာတွေကိုလည်းလုပ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့လူတွေကအတန်ကြာယုံနေတယ်မကျေနပ်နိုင်တော့ပဲရုပ်တွေကိုပါမြင်ကျင်လာပါတော့တယ်။ဒါကတော့လူသားတွေရဲ့စံနာတွေကိုဖြည့်ဆည်းပေးဖို့အတွက်ရုပ်မြင်သံကြားကိုမွေးဖွားပေးလိုက်တာပါပဲ။အဲ့ဒီနောက်ပိုင်းကမ္ဘာသမိုင်းဝင်အဖြစ်အပျက်တွေအားလုံးစကရင်ကနေတဆင့်မြင်နိုင်ကြားနိုင်ပါတော့တယ်။ဥပမာလကဘာပေါ်လူသားတွေခြေချနေတာမျိုးကိုအဖြူမဲရုပ်ပုံတွေနဲ့ဒါရိုက် live ကြည့်ရှုနိုင်ခဲ့တာပါ။ အဲ့ဒီအချိန်ကစပြီးလူတွေရဲ့နေစဉ်ဘဝနဲ့ယဉ်ကျေးမှုကိုရုပ်မြင်သံကြားကပို့ပို့ပြီးတော့မှလွှမ်းမိုးလာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့အားလုံးနဲ့ယဉ်နီးပြီးသားဖြစ်တဲ့ digital kit ကိုရောက်လာခဲ့ပါတယ်။ဒီနေရာမှာတော့ကမ္ဘာတဝန်းမှာရှိတဲ့အချက်အလက်တွေအားလုံးကိုကွန်ပျူတာကနေတဆင့်ချိတ်ဆက်နိုင်မှုစူးစမ်းရတာကနေအင်တာနက်ဆိုတာပေါ်ပေါက်လာခဲ့တာပါ။အစပိုင်းမှာတော့စည်ရင်းနဲ့သူတည်သနာတွေအတွက်ပဲသုံးခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ World Wide Web တွေပေါ်လာခဲ့ပြီးလူတိုင်းသုံးနိုင်တဲ့အဆင့်ကိုရောက်လာခဲ့ပါတယ်။ email messenger တွေကစာတိုက်ပုံးတွေရဲ့နေရာကိုဝင်ယူလာခဲ့ကြတယ် ဆိုရှယ်မီဒီယာတွေကလည်းကဘာကြီးကိုရွာငယ်လေးတစ်ခုဖြစ်အောင်ပြောင်းလိုက်ပြီးလူတိုင်းကသတင်းမှန်သမျှကိုဖုန်းဆက်ခွင့်ရနေတဆင့်ကြည်လာနိုင်ပါတယ်ဒီခေတ်ရဲ့အကြီးမားဆုံးကောင်းကျိုးကတော့သတင်းအချက်အလက်ရရှိမှုတွေအလွန်မြန်ဆန်ပြီးကဘာတစ်ဖက်ချမ်းကလူနေတောင်ဗီဒီယိုကောနဲ့မျက်နှာချင်းဆိုင်စကားပြောနိုင်တာပါပဲဒါပေမဲ့သူတို့ရဲ့ဆိုးကျိုးတွေကတော့သတင်းအမှားတွေလွယ်တကူပြန့်နှံ့နိုင်တာကိုရေးကိုတာအချက်အလက်လုံခြုံမှုစိုးရိမ်ရတာပြီးတော့လူမှုဆက်ဆံရေးအတွက် online ကိုပဲမိခိုလာရတာမျိုးတွေပါပဲဒီလိုမျိုး online အနေရတွေကိုအစိုးရကြေရာချုပ်တင်သိပြီးလေးလာထားခြင်းတဲ့သူတွေအတွက် သတင်းမှားတွေမီဒီယာမှားတွေလက်ထဲမှာပြောင်းလဲသွားတဲ့အုံနောက်ရဲ့လုံဆောင်မုံတွေအကြောင်းနဲ့အုံနောက်အတွင်းပိုင်းကညူရွန်တွေရဲ့အကြောင်းကိုသိကျင်နေဆိုရင်တော့ရွှေနှုတ် application တွေကတရှဲလို့ဆိုတဲ့စာအုပ်လေးကိုတော့ဖတ်ကြည့်ပါဗျာနှင်းချုပ်နေနေဆိုရင်လူသားတွေရဲ့အချင်းချင်းဆက်သွယ်ခြင်းနဲ့ဆန္ဒဟာမိကိုအချက်ပြတာတွေစာပို့ခိုတွေကနေစပြီးမော်စကို radio တယ်လီဖုန်းအလဲနဲ့အခုကျွန်တော်တို့လက်ထဲမှာကင်ထားတဲ့ဖုန်းလေးတစ်လုံးနဲ့တစ်ကမ္ဘာလုံးကိုချိန်ဆက်နိုင်တဲ့အထိပြောင်းလဲမှုတွေများစွာဖြစ်ခဲ့ပါတယ် KSS နီးပညာတွေပြောင်းသွားခဲ့ပေမဲ့မပြောင်းလဲတဲ့အရာတစ်ခုကတော့တယောက်နဲ့တယောက်နားလည်မှုတွေချစ်ချင်းမြတ်တာတွေနဲ့သတင်းစကားတွေကိုမျှဝေခြင်းနဲ့ကျွန်တော်တို့ရဲ့စိတ်တက်ပါပဲဒီဗီဒီယိုလေးကနေဒီချက်လေးတွေကိုတော့သင်ခန်းစာရလိုက်ပါတယ်နံပါတ်1စက်သွေးစနစ်တွေတိုးတက်လာတာက နေ့စဉ်လုပ်ငန်းတွေအားလုံးကိုပိုပြီးမြန်ဆန်စေတယ်နံပါတ်2လူတွေရဲ့အခက်အခဲကိုပြေးလည်အောင် ဖြေရှင်းရင်သိပ္ပံပညာရဲ့တိုးတက်မှုတွေကိုမြင်နေရတယ်နံပါတ်3 အင်တာနက်ကြောင့်သတင်းမားတွေအချက်အလက်မားတွေကဖောင်းပွားခဲ့တာမို့တေချာချင့်ချိန်ပြီးမှလက်ခံရမယ်ဆိုတဲ့အချက်လေးတွေပါပဲ။ဒါဆိုရင်တော့ရှေ့လာမယ့်အနာဂတ်မှာ hologram တွေ simulation တွေနဲ့ဆက်သွယ်မယ့်အနာဂတ်ကလည်းတိတ်မဝေးတော့ပါဘူး။ဒီနေ့ပြောခဲ့တဲ့ဆက်သွယ်ရေးရဲ့သမိုင်းကြောင်းကိုမိတ်ဆွေတို့ရောဘယ်လိုမြင်ကြလဲ။ရှေ့ဆက်ပြီးဘယ်လိုမျိုးဆက်သွယ်ရေးနည်းပညာတွေပေါ်လာနိုင်မယ်လို့ထင်ကြလဲ။ ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင့်